မင်္ဂလာပါခင်ဗျရှေကိုခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်မင်းအွန်လိုင်းကဘယ်လာရုစ်နိုင်ငံမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာစီးပွားရေး Facebook ခံရရင်တက်ခတ်ခံရတဲ့ကွန်ပျူတာ software တွေအင်အားစုစည်းမှုပုံမရရှိစေတဲ့ဆိုပြီးဆန်ရှင်တဲ့ software ဆိုတဲ့အင်္ဂလိပ်စကားကိုသေချာနားမလည်ပဲမှားမင်းပြောဆိုခဲ့တာကိုသတင်းစာထဲမှာပြင်ဆင်ချက်ဆိုပြီးပြန်ထည့်ရတဲ့အပြင်သတင်းရုပ်သံဗီဒီယိုတွေအားလုံးကိုပါပြန်လည်ပြင်ဆင်တိဖြတ်ခိုင်းခဲ့တယ်ဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကလရှုမြို့ကို MNDA နဲ့တော်လိုင်းပူပေါင်းတပ်တွေမသိမ်းပိုက်ခင်ကစစ်ကောင်စီလက်အောက်ခံ NCDN ဝန်ထမ်းတွေဟာလရှုတိုင်းတုံးမြထားစကောက်ပြင်းစိတ်ယုံအတွင်းကစီဂါလန်ယာနဲ့ချီအပါဝင်တန်တဲ့ပစ္စည်းတွေအလုံးကိုပါခိုးယူရောင်းစားခဲ့တဲ့အချက်လက်တွေကိုလက်ရှိတော်လိုင်းတပ်တွေနဲ့ CDN ဝန်ထမ်းတွေတွားရောက်ဆစ်ဆစ်တဲ့အချိန်စီစစ်တွစ်ရှိခဲ့ရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်မဲ့အွန်လိုင်းက ဘယ်လာရုစ်နိုင်ငံမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာစီးပွားရေးပိတ်ဆို့ခံရရင်တက်ခတ်ခံရတဲ့ကွန်ပျူတာဆော့ဝဲတွေအင်အားစုစည်းမှုပုံမရရှိစေတဲ့ဆိုပြီးဆန်ရှင်နဲ့ဆော့ဝဲဆိုတဲ့အင်္ဂလိပ်စကားကိုတေချာနားမလဲပဲမှားမင်းပြောဆိုခဲ့တာကိုသတင်းစာထဲမှာပြင်ဆင်ချက်ဆိုပြီးပြန်ထည့်ရတဲ့အပြင်သတင်းရုပ်သံဗီဒီယိုတွေအားလုံးကိုပါပြန်လဲပြင်ဆင်တိဖြတ်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါကတော့မတ်လ9ရက်နေ့ကပဲဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအကြမ်းဖက်မဲအောင်လင်က စီးပွားရေးပိတ်ဆို့ခံရရင်အတိုက်ခိုက်ခံရတဲ့ software တွေကအင်အားစုစည်းမှုပုံမရရှိစေတဲ့ဆိုပြီး sanction ဆိုတဲ့အင်္ဂလိပ်စကားလုံးနဲ့ software ဆိုတဲ့အင်္ဂလိပ်စကားလုံးကိုတေချာနားမလဲပဲဘာမှမဆိုင်တဲ့စကားလုံးနှစ်ခုကိုချိတ်ဆက်ပြီးသူ့စိတ်ထဲထင်ရမြင်ရတွေမှားမြင်ပြောဆိုသွားတာပါအဲ့ဒီလိုမင်း online ရဲ့မှားမြင်ပြောဆိုမှုကိုသူတို့ရဲ့စစ်ကောင်စီထုတ်တဲ့ဒင်းစားတွေမှာပါမှားတဲ့အတိုင်းကြီးပေါ်ပြခဲ့ပြီးတဲ့နောက်မှာပဲ မတ်လ9ရက်နေ့လဲရောက်ရောစစ်ကောင်စီတုတ်တည်င်းစာတွေမှာပါအမားပြင်ဆင်ချက်ဆိုတဲ့ခေါင်းစဉ်နဲ့အဲ့ဒီစကလုံးတွေကိုပြင်ဆင်ဖတ်ရှုပေးပါဆိုပြီးထည့်သွင်းပေါ်ပြလာတဲ့အပြင်ရုပ်မြင်သံကြားနဲ့တည်င်းရုပ်သံဗီဒီယိုတွေအားလုံးမှာပါပြန်လဲပြင်ဆင်တိဖြတ်ခိုင်းခဲ့တယ်လို့ရန်ကုန်ခေတ်ရဲ့တည်င်းအရေးမြစ်ကရှင်းပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုးမြို့ကို MNDA နဲ့တော်လိုင်းပူပေါင်းတပ်တွေမသိမ်းပိုက်ခင်ကစစ်ကောင်စီလက်အောက်ခံနန်းစီတဲ့ဝန်ထမ်းတွေဟာ လာရှိုးတိုင်းတုံမိရထားစကောင်းပြင်စက်ယုံအတွင်းကစီဂါလန်ယာနဲ့ချီအပါဝင်တန်တဲ့ပစ္စည်းတွေအလုံးကိုပါခိုးယူရောင်းစားခဲ့တဲ့အချက်လက်တွေကိုလက်ရှိတော်လိုင်းရေးတက်တွေနဲ့ CDN ဝန်ထမ်းတွေတွားရောက်စစ်ဆေးတဲ့အချိန်စီစစ်တွေ့ရှိခဲ့ရတယ်လို့ CDN သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့လာရှိုးမျိုးကို MNDAA ကတင်ပိုက်ထားတာဖြစ်ပြီးမတ်လ9ရက်နေ့ကပဲတော်လိုင်းရေးတက်တွေနဲ့ CDN ဝန်ထမ်းတွေဟာလာရှိုးတိုင်းတုံမိရထားစကောင်းပြင်စက်ယုံကိုတွားရောက်စစ်ဆေးခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန် အရင်လာရှုံမျိုးကို MND နဲ့တော်လိုင်းပူပေါင်းတက်တွေးမသိမ့်ပိုက်ခင်ကစစ်ကောင်စီလောက်ကနန်းစီရံဝန်ထမ်းတွေဟာအဲ့ဒီလာရှုံတိုင်းတုံးမီးရထဆက်ကောင်းပြစ်ဆက်ယုံအတွင်းမှာရှိတဲ့စီကာလန်ပေါင်း300ကျော်အပါဝင်လုပ်ငန်းသုံးဆက်ပစ္စည်းတွေဆက်ကောင်းအရန်ပစ္စည်းတွေအပြင်ရှိသမျှတန်တဲ့ပစ္စည်းတွေအားလုံးကိုပါခိုးယူရောင်းစားခဲ့တဲ့အချက်လက်တွေကိုစီစစ်တွေ့ရှိခဲ့ရတယ်လို့တော်လန်ရေးဘက်မှာစီရံပြုတ်ထားတဲ့မြမမီးရထဆီရံသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့စကိုင်းတိုင်းကကမ်ဘလူးမြို့နယ်နဲ့မကွေးတိုင်းကရေစကြိုးမြို့နယ်တွေမှာအချက်ဖက်စကောင်းစီတက်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတက်တွေကကြားပြတ်တိုက်ခိုက်ချင်းမမှုအတွေ့စေကောင်းစီတက်သား၅ဦးကတော့အသီးသီးသိကုံကြပြန်တဲ့အပြင်တနတ်လေးလက်ကိုပါတိမ့်စီရရှိထားတယ်လို့တော်လန်ရေးတက်တွေကပြောပါတယ်စကန်တိုင်းကကမ်ဘလူးမြို့နယ်မှာတော့မက်ရှလကွေးနေဖြစ်တဲ့မနေ့ကပဲအချမ်းဖက်စကောင်စီတက်ထော့ပို့စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတက်တွေကစပယ်နတာချေးရွာအနောက်ဘက်မှာကြပြတ်တိုက်ခိုက်ချေမုန်းခဲ့တယ်လို့ KBLPD ရဲ့တရင်၃ရဲ့တာဝန်ရှိသူကပြောထားသလို တဖက်မှာလည်းရေစုံမြို့နယ်ဇရက်နီကျေးရွာအနီးရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းအကြံဖက်စစ်ကောင်စီတပ်သားစုစုပေါင်း9ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါလောင်းတွေစီကနေတနက်၄လက်ကိုပါတင်းစီရရှိခဲ့တယ်လို့တော်လိုင်းရေးတပ်တွေကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းမုံရွာမြို့မှာအချက်ပစကောက်စီတက်ရဲ့ပေါ်တာဆွဲဖန်းစီဒါကိုခံရပြီးတဲ့နောက်တပ်သားတစ်အဖြစ်ခလာရ259စစ်တပ်တရင်ကိုရောက်လာတဲ့စစ်မှုထတပ်သားတအူဟာတော်လန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ဒေတာတွင်သတင်းရှင်းမိကရင်ကုန်ခစ်တေကိုပြောပါတယ်ဖြစ်စဉ်ကမတ်လ10ရက်နေ့ကပဲ ရေစုံမြို့နယ်ကဂျပန်စစ်ကောင်စီရဲ့ခလာရ269တက်ရင်မှာတပ်သားတစ်အဖြစ်အပုတ်ခံရတဲ့စစ်မှုထတပ်သားတစ်တဦးဟာပခုတ်ကူခရိုင်ပကဖကိုချိတ်ဆက်လာပြီးတဲ့နောက်စစ်ကောင်စီလက်အောက်ကနေမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထတပ်သားတစ်ဟာ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာပဲအလောက်ကနေပြန်လာတဲ့အချိန်မုံရွာမြို့ပေါ်မှာဂျပန်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံလိုက်ရတာဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိမှာတော့ဂျပန်စစ်ကောင်စီတပ်က သူတို့ရဲ့စစ်မှုထမ်းအပစင်တွေအတွက်လူငယ်တွေကိုနေရဒေသအတိအတိမှာပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောက်လျှောက်လုပ်နေပြီးတပ်သားတစ်စုဆောင်နေတယ်လို့တစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတစ်စုဆောင်ခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပိုခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းရင်တပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဒင်းသားအိုက်တိုင်းဒဝဲမြို့နယ်နဲ့ရေပြူးမြို့နယ်ပတ်တွေမှာ ဂျပန်စစ်ကောင်စီတပ်ရဲ့စစ်စေးဂိမ်းနှစ်ခုကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၅ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတေကုန်ကြပြန်တယ်လို့ဒူရကစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မတ်လ9ရက်နေ့ကပဲတဝယ်မြို့နယ်မောင်မဲရှောင်ကျေးရွာကဂျပန်စစ်ကောင်စီရဲ့ဟာလီဂွေစစ်စေးဂိမ်းနဲ့ရေဖြူမြို့အဝင်တံတားထိတ်ကစစ်ကောင်စီတပ်စခန်းနှစ်ခုကိုတော်လန်ရေးပူပေါင်းတပ်တွေကပွားရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း ဟာလီဝဲစကောင်စီဂိတ်ခန့်ကစစ်သားတဦးနဲ့ရေဖြူမြို့အဝယ်စစ်တပ်ဂိတ်ခန့်ကစစ်သား၄ဦးစုစုပေါင်းစစ်ကောင်စီတပ်သား၅ဦးဟာပြစ်ခတ်မှုတွေအတွင်းမှာပဲအတိအသင့်ထေကုန်ကြတဲ့အကြောင်းကိုအတီးပြုတ်နိုင်ခဲ့တယ်လို့ဒုရကစစ်ကြောင်းရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ချေစွတ်တင်ပါတယ်ကျွန်တော်နားငယ်ပါ